မြန်မာစာရဲ့မြန်မာစကားရဲ့တဘောတဘာဝလေးတွေကြည်ဟင်သူဖြစ်ပုံပြက်ပုံက အတော်ဆန်းလဲဆန်းကြယ်တယ်သိပ္ပံဒီလဲကြတယ်ဗျာမြန်မာစာရဲ့ဖြစ်ကဥပမာပြင်မြန်မာစာမှာအခြားဘာသာရဲ့ နီးတယ်လို့ပေါ့မြန်မာသားကလည်းပဲအခုဖြစ်လာတာကဒီစာပြီးစီစဉ်ထားတာလေးကအခက်ကနေအလွယ်ကို စီစဉ်ထားသလိုတောင်ဖြစ်နေတယ်။ဘာကြောင့်လဲဘာကြောင့်ပြောတာလဲဆိုတော့အခက်ကနေအလွယ်ကိုသွတ်တယ်မှာကခဂဂငါပေါ့ အဲ့မှာကခခခငဆိုတဲ့အထက်မှာကကြီးနဲ့ခခွေးကနော်တကယ်တော့ကခခခငငါလုံးစလုံးဟာလေเจ้าမှာဖြစ်တယ်လို့ပြောတယ်လေเจ้าမှာဖြစ်တယ်ကန္ထထံပေါ့ကန္ထထံလို့ပြောတယ်လေเจ้าဖြစ်တာကခခခငငါ အဲ့ဒါတော့မကသေးဘူးပြီးတဲ့မှာဆိုရင်ဟဆိုတာလေးတောင်ပါသေးတယ်ကခကကငါဟဆိုပြီးတော့လေချောင်းထံလို့ပြောတယ်အဲ့ဒါကပါဠိမှာဟုတ်တယ်ပါဠိမှာလေချောင်းတံလို့ပဲသတ်မှတ်ထားတယ်သို့တော့ခဏိမြန်မာပြည်အတန်ထွက်တဲ့ခါကျတော့လေချောင်းထံလို့ပြောလို့မရတော့လေချောင်းတံမဟုတ်တော့ကခကကငါ ဟာဆိုတဲ့6လုံးမှာကခကကငါကဘယ်ကိုရောက်သွားလဲဆိုတော့လေချောင်းကမထွက်ပဲနဲ့ရှေ့ကိုရောက်ပြီးတော့အာကောင်ပြော့ဆက်နေရောက်သွားတယ်အာကောင်ပြော့ဖြစ်သွားတယ်အာကောင်ပြော့ထန်ပေါ့အာကောင်ပြော့မှာဖြစ်တာဟာတခုပဲလေချောင်းမှာဖြစ်တယ်ကခကကငါဆိုတော့ ငါးလုံးထဲမှာကခငါပဲနော်ဘီးဖြစ်နေရှိတာပေါ့ကခငါဒါဘီးပဲဘီးအခရလည်းဟုတ်တယ်ဘီးလည်းဟုတ်တယ်အဲ့တော့ဂဂဆိုတဲ့ဂငယ်ဂကြီးတနည်းအားဖြင့်တော့တတ္တယခရစရုပ်ထက်ခရခေါ်တာပေါ့အဲ့ဒီဂငယ်နဲ့ဂကြီးကမြန်မာမှာအသုံးမရှိဘူးအနဲ့မရှိဘူး သူကဘယ်မှာပဲရှိလို့ပါဠိတော်တက္ကတာတော်မှာတော့ရှိတာပေါ့မြန်မာမှာမရှိဘူးဂန်းငယ်ဂါကြီးအတုံးမရှိဘူးကာကြီးခခွေအတုံးရှိတယ်ကခငါပဲအနေရှိမှာပေါ့အဲ့တော့ကခငါလို့အနေရှိတဲ့ခါကြတော့အဲ့မှာကအကြောင်းကတော့အရင်တခါပြောဘူးတယ်ကအကြောင်းလေးကပြောဘူးတယ် သူ့မှာအတုံးတွေအများကြီးရှိတဲ့ဟာလေးတွေပြောခဲ့ဘူးပါတယ်အဲ့တော့ခအကြောင်းလေးကမပြောရသေးဘူးကအကြောင်းပြောပြီးပြီးခအကြောင်းတနည်းအားဖြင့်ကပြီးကိုပြောပြီးပြီးခပြီးကိုမပြောရသေးဘူးခပြီးရလဲစိတ်ဝင်စားစရာကောင်းတယ်ပြီးတယ်မှာကပြီးရလဲပဲကပြင်းနဲ့ပတ်သက်တဲ့ဟာတွေကိုအကုန်လုံးအနေဒီအနေအားဖြင့် အခြေခံအနေအပြင်ပေါင်းစည်းခြင်းဆိုတဲ့အ내ရှိတာလေးကိုပြောခဲ့ပြီးပါပြီ။ဒါပြင်ခပြီးကတော့ခပြက်လည်းပေါင်းစည်းခြင်းနဲ့ပဲဗျာ။နော်ပေါင်းစည်းတဲ့အ내ရှိတယ်သူ့မှာလည်းပဲ။အဲ့တော့ဒါလေးကိုတာရကလေးနဲ့ပြောရမှာပေါ့နော်။ခဆိုတာလေးကိုပြောရင်ထိတယ်ဆိုတဲ့အသေးပဲရတယ်။အထူးသဖြင့်တော့လာရောက်ပြီးထိတယ်ဆိုတဲ့သဘောမျိုးပြောတယ်။ဥမာမြားခပဲ။ မြားခတယ်ဆိုတာမြားကလာပြီးတော့ထိတာကိုပဲမြားခတယ်လို့ပြောတယ်ဟောငရင်ကြီးလှုပ်လို့ထိတော်မြေခတယ်လို့ပြောတယ်မြေကြီးနဲ့သွားထိတာပါပဲခဆိုတာထိတာလာရောက်ပြီးတော့အထူးသဖြင့်တော့လာရောက်ထိတာသူဟာကသူနေတာကိုလာထိတာငကုတ်လည်းထိနေတဲ့သဘောမျိုးမပြောဘူးလာထိတာသွားထိတာမျိုးပေါ့ နောက်တစ်ခါကျတော့ဘေးရန်ခတာပေါ့နော်ဒါကြောင့်မို့ဆူတောင်းတဲ့ခါရှိမလားဘေးမတိရန်မခပါစေနဲ့ဆိုတာမျိုးရန်နေပါတယ်မခပါစေနဲ့ဒီလိုဟာမျိုးမရောက်ပါစေနဲ့ဒန်နေပါတယ်မထိပါစေနဲ့ဒါပေါ့ဒန်စာอืมခုနပြောတဲ့အပြစ်ဒဏ်တို့ဘာလို့ရာဇဒဏ်တို့ဘာလို့ရဒဏ်နေပေါ့နော်ဒဏ်နေ ဒါလည်းဘေးရန်အန်ဒရယ်တွေပြောကျင်တာပါပဲဒါတွေထိတာကိုခရဲလို့ပြောတယ်တော့ဘေးမခရမ်းမသိအသုံးနေဟာပေါ့အဲ့တော့ခလို့သုံးတယ်အဲ့တော့ဒီနေရာမှာခသုံးတော့အဲ့လိုခလည်းသုံးတယ်နောက်တစ်ခါကျတော့တင်းတင်းရှားရှားတွေ့ရတာဆိုရင် ခစားတယ်ဆိုတာဆိုခစားတယ်ခစားတယ်ပြောတယ်ခဟာဘာလို့တာဆိုရင် ထိတာပေါ့ကတ်တာပေါ့အနာကိုကတ်တာကိုပဲခရတယ်လို့ပြောတာပေါ့နော်ခရတယ်ဆိုခရတယ်ဆိုတဲ့ခဒါလည်းတူတူပေါ့ခစားတယ်ဆိုတဲ့ခဒါတည်းကတ်တာလေးကတ်အောင်လုပ်လိုက်တယ်လို့သဘောရတာပေါ့ဥမာထားပါတော့ကကကတ်တယ်ဆိုရင်ခဟာကတ်အောင်ပြူတာပေါ့အနာကတ်အောင်ပြူတာခစားတယ်ပေါ့နော်ဒါကြောင့် ခလေးနဲ့တွဲပြီးခစားတယ်ဆိုတာသူနောက်သွားပြီးချင်းကတ်တာနော်အဲ့ဒါခစားတယ်ခရတယ်ဩဒါလေးအဲ့ဒီခဆိုတာထိတာအနာကိုကတ်တာနော်အဲ့တော့ခကိုတနည်းအားဖြင့်ပြောရင် ကကိုပြောတော့ကကကိုပြောတဲ့ခါမှာသူရဲ့အဲတိုင်တန်ဖြစ်တဲ့ကကြီးတတ်တတ်ကတ် ပတ်တကတ်ဆိုတဲ့ဟာလေးတွေပြောသလိုပဲခါခွေးဟာလည်းခါခွေးတတ်တတ်ခတ်နေအတိတ်ပဲတူတာပဲခါခွေးပတ်တခတ်နေတူတာပဲတတ်တခတ်ကလည်းထိတာပဲမဟုတ်လားပတ်တခတ်ကလည်းထိတာပဲရောက်တာပဲလေအဲ့တော့ခါတာနဲ့ပြောရင်ဟိုဒီစဝိုင်းကြီးတဲ့မှာမလွတ်ဘူးဗျာတဲ့လားဒါမဲ့အခုပြောနေတာကရှင်းတဲ့ဟာတေချာတဲ့ဟာလေးကိုပြောနေတာ အမှန်တိုင်းသာပြောမစို့ဘယ်ဟာမစို့ပြောလိုက်ရင်ဒီစက်ဝိုင်းကြီးတည်းကမလွတ်တော့ပါဘူးသို့တော့တေချာတဲ့ဟာလေးမြင်သာထင်သာသာလေးပြောမစို့ခတာနဲ့ခတ်တာနဲ့အတူတူပဲဟောခတ်ရဆိုလဲထိတာပဲခါခွေးတသက်ခတ်ကလည်းထိတာပဲခါခွေးပသက်ခတ်ဆိုလဲထိတာပဲရောက်တာပဲနော်အဲ့တော့ခဆိုတဲ့အိဗယ်လေးကလည်းအမတန်ဟိုကျယ်ဝန်းပါတယ်နော်အဲ့တော့ခဆိုတာဒီလိုပြောပြီးတော့ ตัวขะสว่าถี่ดาบ่ถี่ดายောက်ดาถี่เนเดคัดสรอกกะบ่เพ็ดเลยถี่เนจะต้วยเนเดกัดเนดาရှင်เนดาบ่ต้วยเนเดถี่เนเดกัดเนเดซื่อยရှင်ต้วยเดปู้ต้วยเดสรอกညီမျှတဲ့သဘောရောက်သွားတာပေါ့။နော်ညီမျှတဲ့။ဒါကြောင့်ခကိုဘယ်လိုနေရာမှာလဲသုံးလဲဆိုခုနပြောတဲ့လခသဘဲဆိုပါတော့။လခဆိုတာ ဒီလလကုံရင်ဒီလနဲ့ကိုခိုင်းတဲ့တန်ဖိုးနဲ့ညီမြအောင်လောက်တာလကခေါ်တာပေါ့ဟုတ်တယ်မလားလက်ခဆိုရင် သူလက်နဲ့ဆောင်ရွက်ခဲ့တဲ့ကိစ္စတွေအတွက်ပေးရတာဟာလက်ခပေါ့လောက်ခဆိုရင် အလုံးနဲ့ပတ်သက်ပြီးတော့မှညီမြတဲ့ဟာကိုပေးရတာလောက်ခပေါ့ခဆိုတာပူကတ်နေတာ နော်ညီမျှနေတာအဲ့ဒါလေးကိုပြောတယ်ဒါတည်းကခရဲ့တဘောနော်ခဆိုတာအဲ့လိုအတိတ်ပဲလေးတွေနဲ့အာတကယ်ဟိုစနစ်တကျလေးလှုပ်ထားတာပါအဲ့တော့ဒီအဖိုးခပေးရတယ်ဆိုတဲ့ဟာလေဒီတိုင်းပဲပေါ့ဒီတန်ဖိုးအဖိုးခမှာဘလောက်တန်တယ်လဲတန်တယ်လို့ပေးရတယ်ဆိုတာဒါတရားနဲ့တန်တယ်ဆိုရင်တရားပေးရမှာပေါ့ဟုတ်လားဒါအခခေါ်တာပေါ့အဖိုးခပေါ့เนาะ အခါလေးပြရတယ်နောက်တစ်ခုတေကပုခါတို့ခြေကြွခါတို့ဘာညာတိပြရတာဒီရှိတယ်ခြေကြွခါဆိုလဲသူခြေကြွခါပြရတယ်ရှင်းတာပဲเนาะသူလာတဲ့အတွက်လာတဲ့အတွက်ခြေကြွလာတဲ့အတွက်ပြရတော့ခြေကြွခါဘောဘောရာလေးဖန်တီးတာလေးတွေလည်းကောင်းတယ်ဟုတ်တယ်မလားဆရာဝန်ပြင်တယ်ခြေကြခခြေကြွားခပေးရတယ်ဆိုပြီးတော့ပြောတယ်ဒါ ရင်ရင်ကြီးကြီးလေးနဲ့နော်ဟောရဖန်တီးတာလေးကွာတော်တော်ကောင်းတာနော်ဆရာလေးလာတာနဲ့သူလာကပေးလိုက်ရတယ်လို့တဲမဲပြောမလဲခြေကြွခါတဲ့အောင်မလေးရင်ကြီးတာနော်အဲ့လိုပြောတယ်ခြေကြွခါအဲ့တော့ခတွေကအဲ့လိုအတိတ်ပဲလေးရှိတယ်အဲ့တော့ခပြီးတော့မြန်မာဘာသာစကားကတက်ကြတဲ့ဘာသာစကားဆိုတဲ့အတိုင်းပဲ ခပြီးရင်သူနောက်တတန်ကခါပေါ့နော်ခခါဆိုတော့နောက်ခါဆိုပြီးလာမှာပေါ့ခခါခါအမှန်တော့သုံးတန်ရှိတယ်ခခါခါခကတော့ခကတကြတန်သုံးတန်ထဲမှာသူကတက်တန်လို့ခေါ်တယ်တကတက်ပေါ့နော်တက်တန်လို့ခေါ်တယ်တက်တန်ဆိုတော့ ဒီခဆိုတဲ့တန်ဟာဘာတန်နဲ့တူလဲဆိုအောက်မြစ်တန်ပေါ့နော်အောက်မြစ်တန်လို့ခေါ်တယ်အောက်မြစ်ပါရင်တန်ဟိုနေကိုတက်တန်ကို အောက်မြစ်ကလေးထက်လိုက်ရင်တက်တန်ဖြစ်တာပေါ့နော်အဲ့တော့အောက်မြစ်လေးထက်လိုက်ရင်လည်းတက်တန်ဖြစ်တယ်ဒါမဲ့တချို့အတန်ကအောက်မြစ်မပါတော့လဲပါတဲ့အတန်မျိုးဖြစ်နေရင်အဲ့ဒါ တတ်တံပဲခေါ်တာပေါ့ခါကွေခဆိုတဲ့ဟာအောက်မြင်မပါဘူးလေဒါမဲ့တကယ်လို့ဒါခါကွေရေးကြခါအောက်ကမြစ်ဆိုရင်ခပဲအဲ့ဒါမျိုးပေါ့အဲ့ဒါကြတော့အောက်မြစ်ပါတယ်ဟိုခကငကိုရဲကသူကအောက်မြစ်တံပါပြီးသားပေါ့ဒါကြောင့်မို့သူကိုတတ်တံလို့ခေါ်တာပေါ့နော်တတ်တံတတ်တံမှာခုနပြောလို့ခတွေကထိတဲ့အိဗယ်အထူးသဖြင့်လာရောက်ပြီးတော့ထိတာ မြားခတယ်ဆိုတာမျိုးလေးဟိုမှာထိရကြပြီးတော့မြေကြီးနဲ့ထိမယ်ထိခတယ်။နော်ခစားတယ်ဆိုတဲ့ခတယ်အဖို့ခကဆိုတဲ့ခတယ်အဲအဲ့ဒါတွေကခရဲ့အတိတ်ပဲလေးတွေပေါ့နော်အဲ့တော့ခပြီးတော့တကယ်တော့ခဆိုတဲ့အတိတ်ပဲခဆိုတာလေးကခပြီးရင်ခအဲ့တော့အ내အပြင်တော့ခရဲ့အ내ကဘို့ အရင်အမြင်ကြပါတယ်သို့တော့အခုပြောတဲ့ခါကျရင်ခသတ္တန်ကစပြောတာလေးပေါ်ကောင်းတော့ခပြီးတော့ခခဆိုတာခလည်းထိတာပဲနော်ထိနေတာဟုတ်လားထိနေတာတနည်းအားဖြင့်ခုနပြောတဲ့အာနိုင်ရမှာခြတွေပါတယ်ကတ်နေတယ်ဘာလို့ ਆ လဲခါခြတယ်နော်အဲ့တော့ ခရာတဲ့တော့ခါရာကဘူအာကြီးသွားတာပေါ့ခရာထိနေုံပဲနော်ဟိုခါရာကထိအောင်လောက်တာရိုက်တာပုတ်တာပါတာပေါ့ခါတယ်ခါတယ်ဆိုတော့နောက်တစ်ခုဒီလိုရိုက်တယ်ပုတ်တယ်ဆိုတော့တစ်ချက်တည်းရိုက်တာတော့မဟုတ်ဘူးနော်တစ်ချက်ချက်ရိုက်နေတော့ခါတယ်ဆိုတော့တုံခါတဲ့အတိတ်ပဲကိုလည်းသုံးလိုက်ပြခါကတုံခါတာကိုလည်းခါတယ်လို့သုံးတယ်အဲ့တော့တုံခါတာရင်မကဘူး အဲ့ဒီခါရဲဆိုတာလေးကမလှုပ်တော့ဘူးနော်လှုပ်တော့လှုပ်နေတယ်သို့တော့ဝေးကိုအဝေးကိုရောက်မသွားဘူးခါနေတယ်ဆိုတာလေးကဒီလိုလေးလှုပ်နေတာဒါကြောင့်မို့ခါနေဆိုတာတနေရာထဲမှာစိုးစိမ်းမြဲမြဲလာဖြစ်နေတာပဲစိုးစိမ်းမြဲမြဲပဲဒီကောင်ကခါနေတယ်ဆိုတာတခြားရောက်မသွားဘူးစိုးစိမ်းမြဲမြဲပဲတနေရာမှာရက်နေတာဒါကြောင့်မို့ဘဲကူမှမွှေ့မပြောင်းတဲ့ သဘောလေးဖြစ်နေတယ်ဆိုတာပြောကျင်တဲ့အခါကျတော့အခါလို့ပြောတာပေါ့ချိန်ခါဆိုတဲ့အခါအခါကာလကိုပြောတဲ့အခါမှာအခါဆိုရတယ်လေအဲ့ဒီတိတ်ပဲပဲအခါဆိုရတယ်ရောက်နေတဲ့ကာလမလုံးမရှားဖြစ်နေလှုပ်တော့လုံးမဲ့မရွေဘူးပေါ့အဲ့ဒါလေးကခါလို့ပြောတယ်ဗျာခါတယ်ဆိုတာအချိန်ခါကိုပြောတဲ့ခါဟာလည်းပဲခရဲ့တက်တံပေါ့နော် ခါဆိုတာတည်းကလှုပ်တော့လှုပ်တယ်ဒါတည်းကဘယ်မှမယူဘူးသို့တော့ဒီခါဆိုတာတည်းကဒါလေးပဲဟိုရှည်တိုးနောက်ဆုံးပဲလှုပ်ချင်လှုပ်နေမှာเนาะဒါလေးကခါဆိုတာတည်းကဘလောက်ကောင်းလဲအဲ့လိုအချိန်ခါကိုဟောတယ်เนาะအဲ့တော့ခါဆိုတုံခါတဲ့သဘောအချိန်ခါဆိုတာတည်းကလည်းဒါပဲတုံခါနေတာပဲမယူဘူးเนาะဒါလေးက ဒါဒါကိုကိုကပြောလိုက်တဲ့ခါကျတော့ဩအခါဆိုရရမွှေ့တဲ့အချိန်လေးပေါ့တခြားကိုရွေ့မသွားတဲ့အချိန်လေးတနေ့ရက်ထဲမှာဆက်ဆက်ပြီးတော့မှလှုပ်ရှားနေတဲ့သဘောပေါ့ဒါလေးခါတာနော်အဲ့တော့ခါတယ်ခါရာစာရင်ခါရာကနည်းနည်းအားကြည့်လာတာပေါ့နော်ခါရာကိုအောက်ကမြင်ထရင်ခါပေါ့နော်ခါရာကိုထည့်လိုက်ရင်ခါရာတုံခါရာလေး အကမြေလေးထက်လိုက်ရင်တော့ခဆိုရင်ရက်သွားပြီပေါ့နော်ခကရက်သွားပြီပေါ့အောက်မြေထက်လိုက်ခြင်းအပြင်အတန်ကတက်တန်ကနေတက်တန်ဖြစ်သွားတာပေါ့ဟုတ်တယ်မလားဒါကြောင့်ခတော့ညီမြတယ်ကြွက်တိရောက်သွားတာပေါ့နော်ညီမြတယ်ဟိုကောင်ကတုံခါတဲ့သဘောอืมဒါခခသူ့ထဲမှာအာအကြီးဆုံးကတော့ခါပေါ့နော် ခါဆိုတာကလည်းညီးမြတာပဲဗျခါကလည်းဟိုစောစောတာပြောရင်ခါကလည်းပေါင်းစည်းတာပဲခါကလည်းပေါင်းစည်းတာပဲနော်အချိန်ကာလဆိုတဲ့ခါလည်းပေါင်းစည်းနေတာပဲလေသူ့အချိန်နဲ့သူဒါလည်းသူ့အချိန်ခါလို့ပြောနေတာပေါင်းစည်းတာပဲဥပမာဖြင့်ဒီလဒါပါလာလေဒါဒီဒီလဟာပါလာလေစပါစို့နော်ပါသာဒီစက်တမ်ဘာနော် စက်တမ်ဘာဆိုတော့စက်တမ်ဘာနဲ့ဒီစက်တမ်ဘာနဲ့ပေါင်းစည်နေတဲ့အခါဟာစက်တမ်ဘာပဲပေါ့ဒီအချိန်ခါလေးကိုပြောချင်တာတခုတ်တတ်မှတ်ထားတဲ့အချိန်ခါလေးကအခါပဲပေါ့နော်အဲ့တော့ခါခါခါဆိုရင်တော့ရက်နေပြီခါစွာလေးကတော့ဒါလေးကတော့လှုပ်ရှားနေတဲ့သဘောတော့ရှိတယ်မရွေသေးဘူးပြီးတော့ခါဆိုတာကြတော့ပေါင်းစည်တာပေါင်းစည်တဲ့သဘောပဲ တခြားမကြည့်နဲ့လူမှာပဲကြည့်လူမှာခါဆိုတဲ့အရာဒီခါကဘာပေါင်းစည်းနေတာလဲခါဆိုတာအပေါ်ပိုင်းနဲ့အောက်ပိုင်းကိုပေါင်းစည်းထားတဲ့နေရာလေအပေါ်ပိုင်းနဲ့အောက်ပိုင်းကိုပေါင်းစည်းထားတာခါဆိုတာအပေါ်ပိုင်းနဲ့အောက်ပိုင်းတဝက်တီတီမှာကိုလာပြီးတော့ပေါင်းစည်းထားတာဗျာဒါကြောင့်သူ့ကိုခါလို့ခေါ်တယ်ဘာကြောင့်သူခါခေါ်လဲဆိုပေါင်းစည်းနေတဲ့နေရာလေအဲ့ဒါခါနော် အဲ့တော့နောက်တစ်ခုဟိုခါသနာမကြည့်ပြောအောင်မယ်ဆိုရင်အယတာခါတယ်အယတာခါတယ်ဆိုရင်ခါဟာလေအယတာတွေမှာများသောအားဖြင့်ပေါင်းစည်းတဲ့အ net တွေပဲခါဆိုတာကတော့ဘာလဲဆိုတော့အဲ့ဒီအယတာပေါ့အဲ့ဒီအယတာဆိုတော့ခါခါတဲ့အယတာပေါ့နော်ခါတယ်ဆိုရင်တော့အဲ့ဒီအယတာပေါင်းစည်းနေတာဟာခါတာပဲ နော်အဲ့ဒီအရာသာဟာပေါင်းစင်နေတာခြင်တာပဲအဲ့ဒီအရာသာပေါင်းစင်နေတာဟာ ချိုးတာပဲအဲ့ဒီအရာသာပေါင်းစင်နေတာဟာစိတ်နာပဲအကောင်လုံးကပေါင်းစင်တဲ့ခါကလည်းပဲအရာသာခါတယ်ဆိုတာပေါင်းစင်တာနော်သူကလည်းပေါင်းစီတယ်မလုတော့ဘူးဗျာတော်တယ်ဟုတ်တော့ခါတယ်ဆိုတာဒီဟာပဲအဲ့ဒီအရသာ တခါနဲ့ကျွဲသွားတာအာအကြီးဆုံးမော်နော်ခါရတဲ့ခါရအာကြီးတယ်ခါရဆိုင်ခါရပေါ်အာကြီးတယ်ဆိုတဲ့ဖြစ်သွားတော့ခခခါလို့တက်ကြတန်၃ပါးဖြစ်သွားတာပေါ့အဲ့တော့ဒီနေ့ပြောရမှာခခွေးနဲ့ပတ်သက်လို့တက်ကြတန်လို့ပဲပြောခြင်းပြောမှာပေါ့နော်အဲ့ဒီ၃မျိုးလေးရှိပါတယ်အဲ့ဒါတော့အခြားပြီးတယ်မှာလဲ ဒီအတိုင်းပဲရှိပါတယ်ဒီကခရဲ့တက်ကြတန်လေးတွေကြည်ပြီးတော့အခြားပြည်တွေရဲ့တက်ကြတန်လေးတွေစဉ်းစားမယ်ဆိုရင်မြန်မာဘာသာရဲ့နော်မြန်နိုးပွဲကောင်းတဲ့သဘောတဘာဝလေးတွေတွေ့ရမှာပါပြီးတော့မှအ내အတိတ်ပဲမှန်မှန်ကန်ကန်ကိုရောက်အောင်တွေးနိုင်ကြံနိုင်တဲ့သဘောလေးရှိမယ်လို့ပြောကြင်ပါတယ်နော်